မရိကန်ဖရယ်ဆိုရဲ့ယနေ့ဟာရပ်တန့်သွားပြီးရှတ်ဒေါင်းစဖြစ်နေပြီဖြစ်ပါလေ။လက်တော့မှနောက်ဆုံးနှစ်ပိုင်းကြီးရေပေါ်ညှိနှိုင်းမှုတွေမောင်းမြင်ခဲ့တဲ့နောက်အမေရိကန်ဖရယ်ဆိုရဲ့ယနေ့ရနေ့ဟာလုံးဝရှတ်ဒေါင်းဖြစ်သွားပြီဖြစ်ပါလေ။သမန်ထရန်ကတော့ဒီလိုမျိုးရှတ်ဒေါင်းဖြစ်သွားတဲ့အတွက်ကြောင့်ပုံပြီးဆိုးသွားတဲ့ကိစ္စတွေနဲ့တွေ့ကြုံရမှာဆိုပြီးသတိပေးထားပါလေ။ဆိုရဘာကြစီမံတဲ့အတွက်ဒီမိုကရက်တစ်ပါတီဘက်ကရောရီပူဂျန်ဘက်ကပါတင်းနေသမျှအဆိုတွေဟာ လွတ်တော်မဲခွင့်မှုမှာတခုမှမအောင်မြင်ခဲ့ပါဘူး။အဲဒီနောက်နောက်ဆုံးစစ်ရေးပေါ်ဆွေးနွေးမှုတွေဆက်လုပ်ပေမဲ့ဘာသဘောတူညီမှုမှမရခဲ့ပါဘူး။အကျိုးဆက်ဖြင့် Federal CIA Agency တွေလောက်ခံတာတွေအများအပြားလုပ်ငန်းလက်ပတ်မှုရပ်တန့်နေမှာဖြစ်ပြီးဝန်ထမ်းတွေလည်းအနာပိတ်ခံရမှာဖြစ်ပါတယ်။ဒီမိုကရက်တွေက American ပြည်သူတန်ခိုးလက်ကိုကျမ်းမာရေးဆောင်ရှောက်မှုပေးနိုင်မယ့်စီစဉ်တက်တန်းထပ်တိုးခြင်းနေတာပါ။ဒါမဲ့အာဏာရ Republican ကတော့ကျမရဲ့ကိစ္စကိုအစိုးရသုံးစိတ်ထဲကဖယ်ထုတ်ထားမှပြောပါတယ် ဒီကိစ္စအဓိကသဘောထားကွဲလွဲတာပါနောက်ဆုံးညှိနှိုင်းဖြစ်ပြီးဘာကြသဘောတူညီမှုများတာကြောင့် Federal ဆိုရရန်နေရရတဲ့မဲ့ချီနေတီဖြစ်သွားပါတယ်သမထရန်ကဆိုရရှတောင်းဖြင့်ဖက်ဒရယ်ဆိုရဌာနဝန်ထမ်းတော်များလှုပ်ထုတ်ပေးရမယ်လို့ပြောထားပါလိမ့်ဒီမိုကရက်တစ်အနေနဲ့ဒီကိစ္စကိုပြန်ပြင်လို့မရနိုင်တော့တဲ့အခြေအနေရောက်မသွားအောင်တုံးမပိုးသင့်ဘူးလို့ထွက်ရောက်ဆိုပါလိမ့်ဒါမှမဟုတ်ဆိုရ၃၀ရှင်းချရေးဆိုတဲ့ခေါင်းစဉ်အောက်ကနေဝန်ထမ်းမြောက်များလောက်ကထုတ်ပြဖို့ဆိုတော့ကလည်းထရန်ဆိုရလက်ထက်မှာကောင်းထယ်ဖော်နှစ်ပြီးသားအစီအမံမှာ နောက်ဆုံးညှိနှိုင်းမှုအဆင်မပြေဖြစ်ပြီးဖရက်ဆွေရန်ရရတက်မှာတေးကြသွားတဲ့နောက်မေဂန်အင်အားနဲ့မြို့ပြဖွံ့ဖြိုးရေးဌာနဝက်ဆိုက်ကဒါဟာဒီမိုကရက်တွေကြောင့်လို့ဖြစ်တည်ထားပါတယ်ဒီမိုကရက်တွေကမေဂန်ပြည်သူတွေအတွက်အကြီးကျယ်နှနာစီမဲ့ဒေါ်လာ1.5ထရီလန်လောက်ငွေကြေးခွဲတန်းကိုသူတို့အလိုတိုင်းဘတ်ဂျက်သတ်မှတ်မပေးလို့အစိုးရကိုခက်ခဲဖြစ်အောင်တုံ့ပြန်ခဲ့တာလို့ဆိုပါတယ် လောဒါရှရောင်းဖြစ်မဲ့ကာလာတွေအမေရိကန်မျိုးသားအကာသအင်ဂျင်စီနာဆလို့ဖွဲ့စည်းပြုကဆလို့နိုင်ငံတွေမှာရှိတဲ့ဖက်ဒရယ်ဆိုရဲ့လောက်ခံဌာနတွေမှာဝန်ဆောင်မှုတွေလျှော့တာလုပ်ငန်းရပ်တာတွေကြုံလာရမှာဖြစ်ပါတယ်။နိုင်ငံတော်ကပြရတဲ့ဖက်ဒရယ်တရားဥပဒေပိတ်ထားမှာဖြစ်ပါတယ်။လုပ်ငန်းတဲ့15နှစ်လောက်ကိုနောက်ကျောင်းပြန်ကြည့်ရင်ဝါရှင်တန်ရဲ့နှစ်ဖက်နိုင်ငံရဲ့အင်အားစုတွေကြားမှာဆိုရသုံးစိတ်ကိစ္စညှိနှိုင်းမှုကတင်းမာမှုတွေရှိခဲ့ပါတယ်။ အများအပြားဒီတမမှုတွေဟာဆိုးရွားကိုရှတ်ဒေါင်းချရခံနေမိနစ်ပိုင်းလောက်မှပြေလည်ခဲ့တာလေးများပါတယ်ဒါပေမဲ့ဒီဒီချိန်တော့မဖြစ်သွားခဲ့ပါဘူးထရမ်ပထမတက်တန်းတုန်းကလည်း2018နှစ်စံပိုင်းမှာတုံးရကြပါလေ2019နှစ်စံပိုင်းကြီးလည်း35ရက်ကြာဖြစ်မှုပါလေဖော်ရယ်ဆိုရအင်ဂျင်စီတွေရထားခဲ့ရပါတယ်ဒါကြောင့်ခုချိန်ဟာထရမ်တမားဖြစ်တောင်းယူတဲ့ကာလတွေတတိယမြောက်ဆိုးရွားရှတ်ဒေါင်းနေနဲ့မှတ်တမ်းဝင်ပါလေဒါကိုကြည်ကြင်းအပြင် Republican တမားထရမ်ဟာ ဒီမိုကရက်တွေနဲ့ထိုက်တန်အဖြစ်ဆုံးသမ္မတဖြစ်လဲမှတ်တမ်းဝင်သွားပြီဖြစ်ပါတယ်။ရော်နယ်ရေဂန်လက်ထက်ကလည်းဒီမိုကရက်တွေကမထောက်ခံလို့ရှက်တောင်းသုံးကြိမ်ကျုံ့မှုပါတယ်။ဒါပေမဲ့ရပိုင်းနဲ့နိုင်ပိုင်းနဲ့ပဲပြည်လည်အောင်ဖြည့်ရှင်းနိုင်ကြတာဖြစ်ပါတယ်။ထရန်ကတော့ပုံမှုဆိုးရတဲ့အကျိုးတရားတွေရင်ဆိုင်ရမယ်ဆိုပြီးဒီမိုကရက်တွေကိုပြောနေတာပဲဖြစ်ပါတယ်။